လေဗွန်ဟာအရင်က Ryan Burn Company တို့အခုတော့ရှီကာဂိုမြို့က Garcia နဲ့မိသားစုဆိုတဲ့ဆော့လွေလုပ်ငန်းမှာအုပ်ချုပ်သူဖြစ်နေလုပ်ကိုင်နေပါတယ်။လက်အောင်ငယ်သားတွေကသူ့ကိုချစ်ခင်ကြလို့နေ့စဉ်သူ့ကိုဖိတ်တမဲယူလာတဲ့သူတယောက်ကတော့ရှီသမီးပဲ။အလို့ရှင်နေဖြစ်ကြတဲ့ Joe Garcia နဲ့ Carla Garcia လင်းမယားကလုပ်ငန်းကိုဒို့ဒူပေါင်းဖက်မခိုးမကပ်လက်တွဲညီညီလုပ်ကိုင်ကြသလိုသူတို့ရဲ့သမီး Jenny ကလည်းကျောင်းပည့်ရတွေမှာလာကူတတ်တဲ့ Jenny လှုပ်လာရင်လက်ချော့တင်းတယ်လို့ဗဇက်ကလည်းသူ့ပါမှာပိုပြီးအောင်မြင်တော့မလို့ VJ တက်ပါတယ်။ ်ဒါမှသူတို့မိသားစုမှာစကနိုင်လူပြီးပိုပြီးပျော်နေရမှာမဟုတ်လားလေဖို့ရုံကနေကိုဝင်သွားတော့ထုံးစံတိုင်းစကနိုင်လူနေကြချင်းဂျန်နီယာတင်နိုင်တော့ပဲခိုင်းမိပါတယ်ဘူပြောဂျူပြောနေလို့သူ့မိကကြီးတယ်အဖေလို့သူဂျိုးကလည်းခမိသက်ကစခုံးနဲ့ငါတို့နဲ့ဆက်ပြီးနေနေငါတို့ကကျွေးចောင်းစီလည်းပေးကရာတေတင်နှန်းကြီးကလည်းတလတ်တလတ်ဆိုတော့ဂျန်နေကရပြီရပြီဆက်မပြောနဲ့တော့တယ်အားလုံးပြုံးမိကြတယ်စိတ်ကြည်နေတော့ဂျန်နေက သူ့အတွက်ဒေါ်လာ1500ကျော်ပေးရမယ်တဲ့လာပါပြီဂျူးကများလာကြည်လားကွာမင်္ဂလာဆောင်စိတ်တောင်းလာတာတဲ့ဒီတော့ဂျန်နီကအိတ်ဆက်ဖိုင်တစ်ဖိုင်ကိုကြရတယ်စပင်ပြင်ဖို့ကဘလောက်မိကက်ဖို့ကဘလောက်လက်သေးဖို့ဖို့မှာစားကြခေါချုံမှာကဘလောက်အိုးစိုးနေတာပဲညင်တို့ကမိဘပတ်ဆံကိုလွယ်လွယ်လေးလက်ဖြတ်တောင်းတယ်လို့တော့သူ့ကိုသွားပြောလို့မရဂျန်နီကလက်ဖြတ်တောင်းတဲ့အစားတွေကမဟုတ်စီးရင်နဲ့အင်းနဲ့တောင်းတော့ပြားစွန်းအောင်ပါလိုက်ပြီး ်ဘယ်ဒီချိန်မှာစိုက်သေးကိုနဲ့အောင်ဂါလစီဝင်းလာတယ်ဂါလစီကနေမိုက်တီမန်ကလူနည်းအောင်ဆင်းလာတယ်သူနေဗွန်ထွက်ကြည့်လိုက်တော့အလုံသမားတယောက်ကမိုက်ကျွေးခွဲနေတာလားအကျွေးတောင်းနေတာကပဲလူမိုက်နှစ်ယောက်ကလက်ပါလာတော့နေဗွန်ကစာနူးနဲ့ပတ်ပလိုက်တယ်ဟိုဘက်ကစနက်ထုတ်လာတော့ပေါ့ချွတ်လက်နဲ့လက်ကူခုတ်ချပြီးနှာခေါင်းစလုံးကိုကောင်းကောင်းနှွာလို့သကောင်ပြားတဲ့ရေးနေနေကြီးမှာဂါလစီကလေလူလေးယောက်ထတ်ထွက်လာတယ်သူတို့မှာတနက်ပါလာတော့အနာကထုံးအုပ်ကိုဖောက်ပြီးပစ်ပေါက်လိုက်တယ်ဟောထားတဲ့သူ့တနက်ကိုဆွဲယူပြီးခေါင်းဆောင်လို့ထင်းရတဲ့သူရဲ့လေဘင်းကိုထောက်စိုက်ထဲကနေ မောင်းထုတ်လိုက်ပါတယ်။နောက်ကဒီမလာနဲ့လိုလေတိတိကျကျမှားလိုက်သေးတယ်။ခဏကြာ ချောရင်ဆွေးနေတော့ဂျီနီပြပြဖလဲလဲရောက်လာတယ်။အမလေးဦးလေးစောစောကစစ်တပ်ထဲကအပွက်တည်းလားအဖေတွေ့ရင်တော့လန့်တော့မှာသမီးကိုလည်းပြင်ပေးပါလား။ "तू ကဖိုးတင်ထားတဲ့လက်ချိုးတဲ့အပွက်ပဲရသေးတယ်တဲ့။စောစောကမင်းဘာမှမမြင်လိုက်ပါဘူးကွာလို့လေဖုန်ကနှုတ်ပိတ်နေရတယ်။ပြန်ကနေကြမှာဒီမှာဖွားပေးတဲ့ကြက်သားကြုံနဲ့ပလာထားတဲ့ဘာလို့လူတိုင်းကငါ့ကိုဝိုင်းကျွေးနေတာလဲလို့မင်းမိသွားတယ်။မကျွေးရင်ဦးလေးကတူနာစီသူဘူးနဲ့ပြေပဲထုတ်ပြပဲစားမှလေးတဲ့။လေဖုန်ခံလိုက်ရပါတယ်။ အလုတ်စင်းတော့သူ့ရောက်ခမအင်းဘက်ကိုထွက်လာတယ်။အဲ့ဒီမှာ weekend party ခုကျင်းပနေတယ်။တကယ်တော့ဒီနေ့ကသူ့သမီးကိုနှစ်နာရီလောက်လာခေါ်ဝင့်ရှိတဲ့နေ့။သမီးကလည်းသူ့ဖေကိုညှော်နေတဲ့ပုံပါပဲ။တွေ့တာနဲ့သူ့သမီးကိုကားပေါ်အမြန်တက်ခိုင်းလိုက်တယ်။သူ့ရောက်ခမနဲ့ကကစောင်းစင်းနဲ့ပြချီ၊ "तू မတွေ့ခြင်း"မင်းမရတတ်ရှင်တွေတော့ကဒီလိုမကြခဏအင်းပြန်လာတော့ငါမမြင်ဘူးပါဘူးတဲ့။လာရှိတယ်။မကြိုက်ပေမဲ့မှန်နေတော့ level nook စိတ်နေလိုက်ရပါတယ်။ဒါအပြင်မင်းကအန်ဒီအများရဲ့မိဘလူအောင်လို့ဟန်ဆောင်မနေစမ်းမနေတဲ့။ကားရဲ့ရောက်တော့ဒီနေ့ဖေလာခေါ်မယ့် နေပါဟုတ်ကဘာကြောင့်ပါတီလုပ်သလဲလို့မင်းမိတယ်ကလေးကသမီးဘိုက်ဆာနေတာတော့မှဘာမှမစားထားဘူးအဖေကိုစောင့်နေတာလို့လိန်မာပြတယ်ဒီတော့စားတော့ဆိုင်ဒီဆိုင်ကိုကမ်းရောက်သွားတာပေါ့ဆိုင်မှာလေပုံကသူ့သမီးကိုလက်ဆောင်ပေးတော့ဖွင့်ကြည့်လိုက်တဲ့အခါသမီးလေးနဲ့သူ့မေးတွဲရိုက်ထားတဲ့တက်ပုံထွက်လာပါတယ်မင်းမိပဲတဲ့ အဖိုးကသူ့မေးရဲ့တပ်ပုံတွေအကုန်လုံးကိုဖြုတ်ထားတာတခါတလေသမီးမေပုံစံဝေလုံးမမေ့ကျင်တလူလူဖြစ်နေပြီဆိုတော့မမေးကသမီးနဲ့တပုံစံနဲ့ပဲလို့လေဗုံကပြောလိုက်တယ်သမီးကသူပြောချင်တာပြောလို့ရမလားတဲ့ဘာမဆိုရပါရဲ့ကွယ်သမီးတို့ကိုထားကြတဲ့အမေကိုသူသိတ်စိတ်ဆိုးတယ်တဲ့အဖေလည်းခံစားရတာပဲကွာလို့ပြောမိလိုက်ပါတယ်နောက်တနေ့လေဗုံရှေ့နေစီကိုရောက်သွားပြီးရက္ခမကြီးကသူကလေးထင်ခွင့်ရတဲ့နေ့မှာပါတီလုပ်ပြီးရန်စနေတယ်ရက္ခမဘက်ကရှင်တွေကလည်းလေဗုံမှာစိတ်တိုင်းအကင်းမသိသေးတဲ့ယောဂါ PTA PTSD ရှိတယ်။ဒါကြောင့်အကြမ်းဖက်မှုလာလာရှိတယ်လို့စွဆွဲကြည့်ကြတယ်။ကလေးနဲ့တွေ့ဆုံခွင့်ကိုတစ်ဖက်နှစ်နာရီရလေနှစ်ဖက်တစ်နာရီကြီးရှော့ချဖို့ကောင်းဆိုနေပြီလို့ရှေ့နေတွေကနေတဆင်သိလိုက်ရပါတယ်။အထိပယ်မရှိပါဘူး။သူနိုင်ငံအတွက်နှစ်20ကျော်အမှုထမ်းခဲ့ပြီးအခုတော့အဲ့ဒါကြောင့်အန်ဒီယန်ရှိတဲ့သူတူဖြစ်သစိတ်ကပ်ခံနေရတယ်။သူကတော့သမီးအတွက်နောက်ဆုံးတိတိုက်ပွဲဝင်သွားမယ်လို့ဆုံးဖြတ်ထားတယ်။ဒါကြောင့်လေဘွန်ဟာသူစုဆောင်းထားတဲ့ဒေါ်လာတစ်ပေါင်ကိုရှေ့နေလက်ထုတ်ဝတ်ပြီးသူ့ဘက်ကနေကိုယ်စားလှယ်လိုက်ပြီးပြောလိုက်ပါတယ်။အမှန်ကတော့လေဘွန်ရဲ့မိမကမှစိတ်ကြရ ရောဂါနှစ်ပေါင်းများစွာခံစားခဲ့ရကူလေဗွန်ဘီဘမှာတာဝန်ထမ်းဆောင်နေချိန်မှာမိမကသူ့ကိုယ်သူအဆုံးစီရင်သွားတယ်အဲ့ဒီကတည်းကရကမကြီးကသူ့ကိုအပြစ်မရှိအပြစ်ရှာနေတော့တာပါပဲအဲ့ဒီညမှာဂျန်နီနဲ့သူ့တန်းဖော်တွေဟာကလပ်တစ်ခုမှာတွားကဲနေကြတယ်စာသင်နှစ်တဝက်ပြီးဆုံးလို့ပျော်လိုက်ကြပြီမဲ့သူတို့အတွက်အန်ဟေကလက်တကမ်းမှာဆိုတော့ကသူတို့မသိကြစီးသမားပုံစံပေါက်နေတဲ့ဇုံတို့တဲ့ကကိုတီဝက်ဗီဒီယိုရကူပြီးတစ်ဖက်ကအချိန်ဆုံးလူရေးဖို့လှမ်းကန်လန်းနေတယ်ပျော်ပါကြတော့ဂျန်နီမုန်လွန်ပြီး toilet ထဲမှာတွားအန်ရတယ် ယ်သူပြန်ထွက်လာတော့လူတယောက်ကသူ့ကိုမေးစင်းနဲ့အုပ်ပြီးအတဲအားဓမ္မဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ်နောက်တစ်နေ့လေဗန်ထုတ်စံတိုင်းစိုက်ကိုရောက်လာတော့ဂျုံကန်တဲ့ကနေရဲတွေထွက်လာတာကိုတွေ့လိုက်ရတယ်မေးကြည့်လိုက်တော့ဂျန်နီတန်နေညာလာထွက်သွားလိုက်တာအခုတနင်္လာလေးထိပြန်ရောက်မလာဘူးရဲတွေကတော့အလေးလုံးနေတယ်လို့ထင်ကြတယ်ဂျိုးထားကြောင့်ဂျိုးကလေဗန်လက်စွမ်းကိုသိထားတော့ငါဖေကအိုးထုတ်စိထားကြောင့်မင်းကိုမြင်ကတဲ့ကလူဆွေးတွေကိုအမဲလိုက်တဲ့ကောင်းဆိုတာသိပြီးသားမင်းလေရင်ပေါ်ကခုံချတာလူဆိုးလူမိုက်ဖန်းတွေကိုဖြုတ်ခွင်းတာဒါတွေကိုသိပြီးသား ားလို့ပြောပြီးဒေါ်လာ9000နဲ့သမီးပြောက်ရှာခိုင်းပါတယ်လေဗွန်ကတော့သူအကျန်းဖက်ဘဝကိုလုံးဝကွင်းဝဘူးဆုံးဖြတ်ပြီးသားဖြစ်နေလို့ကမ်းလန့်ချက်ကိုနင့်နာဖူးဖူးနဲ့ငင်းဆန်လိုက်ပါတယ်တကယ်တော့လေဗွန်ရဲ့ရင်ထဲမှာယူနာစိတ်ဒဇွန်းစစ်စရှိနေပါသေးတယ်ဒါကြောင့်လုံစင်းချိန်မှာသူ့မိတ်ဆွေဟောင်းဘော့စီကိုကားမောင်းထွက်ခဲ့တယ်ဘော့နဲ့လေဗွန်တို့ကအရင်ကလက်တွဲညီတဲ့ကြောက်စရာလူကြက်ဆက်ရုပ်တွေအခုတော့ဘော့ကအမင်းအာယုံဟာလုံးဝနေပါဆုံးရှုံးနေပြီသူ့အတွက်နင်းနေညဟာအထူးလူလူဖြစ်နေခဲ့ပြီးဒါကလေဗွန်ကစစ်မကောင်းဘော့က မင်းငါသက်ကူတော့ကဲနိုင်ခဲ့ပါတယ်ကွာလို့ပြန်ဖြေသိမ့်ရတယ်။ဂျန်နီအချောင်းကိုပြောပြတဲ့အခါဘော့ကမင်းတခုလုပ်ချင်ရဲရတာလုပ်လိုက်။နောက်မှနောင်တမဲရဖို့ပဲအရေးကြီးတယ်။မင်းဆွတ်တော့ကအကုန်ကျုပ်ပြစ်လိုက်။မင်းလုံရည်ဒီကောင်လေးဖျားတဖို့ပဲရှိတယ်။မင်းဒီကိုလာကြတဲ့ကစိတ်ပိုက်ဖက်ပြီးသားဆိုတာငါသိတယ်။ခွင့်တောင်းမနေစမ်းပါနဲ့လို့ပြောလိုက်ပါတယ်။ဒါကြောင့်နောက်တစ်နေ့မှလေဗွန်ကတထဲအင်ကိုပြန်သွားတယ်။တထဲကသူသမီးအတွက်အကြီးကျယ်သောကကွေပြီးနွမ်းနယ်ပင်ပန်းနေတယ်။ဒါကိုကြည့်ပြီးလေဗွန်ဟာသူမိမဆုံးပြီး Ryan Marine ကနေထွက်ခဲ့ရတဲ့ဖြစ်ကူပြန် န်သတိရပါတယ်မင်းကာလာနဲ့ဂျန်နီကငါမိသားစုပဲဒါကြောင့်ဂျန်နီကိုအိမ်ပြန်ခေါ်လာပေးမယ်လို့ခရီးပေးလိုက်ပါတယ်ချက်ချင်းပဲလန်နွားဂျန်နီပြောက်သွားတဲ့ဘားကိုသွားဆောက်ကြည့်တဲ့အခါကာမန်တက်ပုံပြီးလှည့်ဝှက်ချက်တွေကိုတွေ့ရှိလိုက်တယ်ဘားပန်ရှင်ဂျွန်းနီဟာတရားမဝင်မှုရေးဆွေးကြောင်းနေတယ်ဝင်းကြီးကိုလိုက်ပြီးခဲခတ်တော့ CCTV တွေကိုတမင်ဖြတ်စည်းထားတာရောဂျန်နီရဲ့ငကတဖက်ကြကြန့်ခဲတာကူပါသူတွေ့သွားတယ်ဘားပိတ်ခန်းနီမှာဂျွန်းနီရဲ့ကားကိုခြေအခန်းဆက်တက်ပြီးနောက်ရောက်ခံလိုက်တယ်ဂျွန်းနီအိမ်ပြဲလို့စေးချလိုက်တယ်လေဘုံ ဝင်လာတော့သူတနကိုလမ်းဆွဲပြီးမဲ့နောက်ကျသွားတယ်။ဘားနောက်ကမင်းကန်တွေဖမ်းထားတယ်။ဒီကောင်မလေးအကြောင်းပြောပြဆိုပြီးဂျန်နီရဲ့တပ်ပံကူပြပြီးမေးလိုက်တယ်။ဒီကောင်မကဥယိုင်းမှာစုတ်တော့တာမူပြီးလျှောက်သွားတာနေမှာပေါ့တဲ့။လေပုံကလူတွေကလိမ့်တတ်တယ်။ငါကမယုံဘူး။ဇီဝဖြစ်စဉ်ကိုပဲယုံတယ်ဆိုပြီးဂျူနီကိုရေကန်နဲ့ထည့်ရေစိုးဝိနဲ့အုပ်ဘုံပံကောင်းကိုဖွင့်ချလိုက်တယ်။အသက်ရှိဝိပြန်ရတိုင်းဂျူနီကမုံမုံအောင်ဆဲတယ်။နောက်တစ်ချိန်ထန်းနေလိုက်တော့လက်သွယ်တွေကဆရာကြီးတွေကစူစင်မျိုးဆက်ပါလိုက်ရှင်းလာတဲ့လေပုံကနာမည်ပဲသိကြ င်နေဆိုပြီးနောက်တစ်ချိန်ထပ်နှိပ်ဆက်မယ်လို့ဧကန်ကလည်းဂျူနီဘောရာတွေလာခေါ်တဲ့အပန်းလဲကြာရောဂျူနီကအသက်ကုန်းအော်ပြီးအခုနီတောင်းပါတော့တယ်လေဘောင်ကဂျူနီကိုကားပါယူပြီးတကားသွားဖွင့်လို့ပြစ်ခတ်လိုက်ကြတာဂျူနီကတော့ယင်သိဧဒန်ယောက်ဆက်သိန်းကလည်းစေးဖို့ငွေလိုက်သိမ့်တဲ့သူတွေဖြစ်နိုင်တယ်ဒေါ်လာတွေလည်းအခန်းထဲမှာပလဲနေတယ် ။ငွေတွေကိုယူပြီးအခန်းထဲကနေနင်းနင်းလစ်ထွက်လာလိုက်ပါပဲ။ဂျန်နီတယောက်တိုက်ဖိတ်ခန့်ခန့်တားရတယ်။လေဗွန်ကတော့ဂျူနီတက်ခန်းကိုစောင့်ကြည့်နေတယ်။စေခန်ကတော့စီးရောက်လာတယ်။ရုရှားမာဖီးယားကိုင်းဝင်ဘရီဂျဲကြီးနဲ့ဦးကြောင်ကျဝစ်စုံနှစ်ယောက်ဝင်သွားကြတာတွေ့လိုက်ရတယ်။အခန်းထဲရောက်တော့ဦးကြောင်ကျနှစ်ကောင်ကအချီးချင်းရဖြစ်ပြီးပြစ်ခတ်ကြတာပဲလို့ရှာလဟုံးလူညံကစားပြတော့ဘီဂျဲကြီးကပန်းကိုဖြတ်ရလိုက်တယ်။ဒီမှာပြောင်းရှည်ရလာတဲ့ကြီးစံငွေကိုအုပ်ပြောင်းနေတာဒါအချီးချင်းရဖြစ်တာလားကွာလို့ဟောက်တယ်။အဲ့ဒီဘီဂျဲကြီးအမိကကောင်းခုနှစ်ကောင်က သူ့တူတွေပါဆိုင်းရဖက်ရတွေကိုအိတ်ထဲထက်လာတဲ့သူတွေဆိုတော့အလောင်းကိုစဖြတ်ဖို့ရှင်းလင်းရေးဝန်ဆောင်မှုတော်ခေါ်ထားလိုက်သေးတာ တွေ့ရတယ်။ကောက်တို့ပြန်ထွက်သွားတော့မြို့ပြင်ကသူတို့အင်ဂျီကိုထိလေဖုံကနောက်အောင်ခံပြီးလိုက်သွားတယ်။လေဖုံကနားကတိုးထဲတိတ်တဆိတ်ဝင်သွားပြီးအိမ်ထဲကလှူရှားမှုတွေကိုကင်မရာမှာတယ်လီတက်ပြီးစောင့်ကြည့်တဲ့အခါကောက်ကသူ့ကိုလာမြူနေတဲ့မိမကိုပားရဲလိုက်တာတွေ့ရတယ်။နှုတ်ကစကားတွေများပြီးခုမိမကစိတ်ဆူးဆူးနဲ့အိမ်ပြင်ကိုကားနဲ့ထွက်သွားတော့လေဖုံလည်းဖီလာတဲ့ကိုခတ်တုတ်တုတ်ဝင်ပြီးကားရဲ့မျက်နှာက ဘူး။ကော်ဖီပူပူနဲ့လှမ်းပတ်လိုက်ပါတယ်။ကသတိရတာတော့သူ့ကိုရေးတဲ့နားမှာပါဇက်ပိတ်ကလထိုင်းတစ်လုံးမှာကျူးထုတ်ထားတာတွေ့လိုက်ရတယ်။ဂျူနီအင်ကူဝှေးခဲ့တဲ့ကောင်ဆိုတာလေသူတမ်းပြီးတည်သွားပါတယ်။လေဗွန်ကဗိုက်စာလို့ဆိုပြီးအိမ်ထဲကဘော့တစ်ခုယူစားပါလား။ခွင်နောင်းတောင်းလိုက်သေးတယ်။ကကပါဇက်ဖွင့်လိုက်တာနဲ့သူကရုရှားဂန်စတာဂန်ကအကြီးတန်းဖွဲ့ဝင်မင်းနဲ့ချင်းကောင်မဟုတ်တာငါသိပါတယ်။ဒါပေမဲ့ရုရှားစစ်သားတွေကိုသက်ရုရှားငွေတွေကိုခိုးရင်နောက်ခိုင်းကမင်းကိုလူပေးမှာမဟုတ်ဘူးတဲ့။မင်းရဲ့မျိုးဆက်30တိအမဲလိုက်ခံရမယ်ဆိုတော့လေဗွန်ကပါဖြဲ က်လိုက်တယ်ဒါဟိုမိမထွက်တဲ့ကားကအဲ့ဒါငါမိမကွာဆိုတော့နောက်တစ်ချက်ထပ်ရိုက်ပြန်တယ်အဲ့ဒါကိုမိမကိုပားရိုက်လို့လေပြီးတော့တူတူလာတဲ့ငွေတွေအားလုံးကိုကားမျက်နှာပေါ်ကျဲချပြီးငါတခုမဟုတ်ဘူးလို့ပြောလိုက်တယ်ဂျန်နီရဲ့တဲ့ပုံကိုပြပြီးသူ့ကိုပြန်လို့ခြင်းတယ်မင်းတို့မဟုတ်တာလုပ်နေကြဘာမှလည်းပြောက်သွားတာပြောတော့ကားကစိတ်တူလို့နဲ့ဒီမီဆိုတဲ့နံပါတ်တစ်လုံးကိုမြည်ထွားတယ်ပြီးတော့ဒီကောင်မလေးတဲ့ကိုရောင်းစားဖို့ဘသူကမှလူသုံးယောက်ကိုမတက်ဘူးတဲ့လေဗွန်ကကားမျက်နှာကိုစစ်စစ်ကြည့်ပြီးငါကရောင်းစားဖို့မဟုတ်ဘူးသူ့အိမ်ကိုပြန်ဖို့မလို့ကွာ ဒါကိုကားကပြန်ဆန်းနေတော့ level နဲ့သူ့ကိုရေကန်နဲ့ကန်ချလိုက်ပါတော့တယ်။မသိငင်ကဒီမီလို့ပြောခဲ့တယ်။ဒါကြောင့်ဒီမီဟာ level ရဲ့ပြစ်မှတ်သက်ဖြစ်သွားတယ်။ဘာလို့လဲဆိုတော့သူမသိသေးပါဘူး။ကားကိုဆက်လိုက်တာနတ်ွယ်ကအဓိကခိုင်းကောင်းဆောင်ကိုထွက်လောင်ဆွဲလိုက်သလိုဖြစ်သွားပါလေ။ဦးကြောင်ကနှကောင်ကကားထက်ပိုပြီးအသက်ကြီးပြီးပိုပြီးကင်းကြီးခန်းကြီးခနိုင်တဲ့နောက်ထပ် BJ ကြီးတပါးကိုပင့်ချပါတယ်။ CCTV မတန်းတွေရမွေးယူတယ်။နောက်တော့ပြန်ထားတယ်။ပြီးတော့အကြောင်းလမ်းမရှိတတ်တယ်။ကားကတိခါရှိတဲ့သူဒါပေမဲ့သူ့ ူသားဒီမီကတော့အပျော်ပါသမားသူ့ဖေကိုနေတိုင်းဒုက္ခပေးနေတာဒီလူသားသမားကတော့တွေ့အောင်ရှာလို့ဘီကျဲကြီးကအမိန်ပေးသွားပါတယ်တစ်ဖက်မှာအဖန်ခံထားရတဲ့ဂျီနီအတွက်အစားအစာလာပို့တဲ့အခါကျမမိဘတွေကဘယ်သူနဲ့မှပြဿနာမရှိမှထားပါဘူးရှင်တို့လူမှားတာနေမှာပါလို့ပြောတယ်အစားလာပေးတဲ့မိမကဒေါသထွက်ပြီးချက်ချင်းပဲဂျီနီလက်ဘင်းကိုကနက်နဲ့တေးတယ်ချင်းချောက်တယ်ပါးကိုနန်းတယ်အစာစားလို့အမိန်ပေးပြီးပြန်ထွက်သွားပါတယ်သူ့နာမည်က Jules ပါနောက်တစ်နေ့ပါ level ကသူနဲ့တိုက်ခင်းတဲ့စုံနောက် Kelvin ကိုဖုံးဆက်ပြီး ဒီမီဆိုတဲ့လူတူကြောင်စုံစမ်းလေဒီမီနောက်မှာလူကုန်ကူးမှုနဲ့ဝိစေရောင်းဝယ်တဲ့ရုရှားမာဖီးယားခိုင်းကြီးရှိရယ်ဘေးမကင်ဘူးလို့စတိပေးပြီးဂျူလီယက်မျိုးဟတ်တီဆိုတဲ့ဘားမှာရုရှားနေစေးအောင်လေအဲ့ဒီဘားကဒီမီပိုင်လာလို့သတင်းပေးလိုက်ပါတယ်အဲ့ဒီဘားထဲမှာလေဗုံက CCTV ကင်မရာကိုတမင်ဆိုင်ကြည့်ပြီးခိုင်နေလိုက်တယ်ဒီတော့ CCTV ခန်းကဂျူးကလေဗုံကိုတတိထားမိလို့ရတယ်အိတ်ကထဲမှာတနက်လဲပါနေလို့ရဲတူဖြစ်နိုင်တယ်လို့တွက်ဆပြီးသူ့ခိုင်းဘက်ကိုပွားပြီးစစ်ဆေးခိုင်းတယ်သူ့ခိုင်းဘက်ကလေဗုံဘေးမှာတမင်ထိုင်လိုက်ပြီး ီးလူပိုက်ထားချုပ်ပေမဲ့ level 1ဝေတုံကြီးကိုထုတ်ပြလိုက်တော့နောက်ခန့်ကသူတို့ရဲ့ဆရာကြီး Grand Star ကြီးနဲ့တွေ့ပေးလိုက်ပါတယ်။စေဝါကိစ္စ Lara Bru ဆိုတော့ Grand Star ကပြုံးပြီးတမက်ကိုဘာလို့ယူလာတာလဲတဲ့။ဝေတုံကြီးပတ်ပြီးတမက်မပါရင်ဒါသမလက်စာမိသွားမှာပေါ့လို့ခက်အေးပြန်ဖြေလိုက်တယ်။ဒါပေမဲ့ Grand Star ကအဲ့တေဘူးစစ်မယ်။ရဲတစိတ်ပါမပါလဲစစ်မယ်တဲ့။ level ကသူ့စကားကိုနားထောင်မဲ့အစားလက်ရည်စမ်းဖို့ကသာရွေးလိုက်ပါတယ်။ Grand Star ရဲ့တပည့်တွေကလည်းအသင့်ဖြစ်နေကြပါပြီ။စတိုက်တာနဲ့ level ရဲ့လက်သီးတွေတထောင်လူကဟူကော ်လူစီကိုရောက်သွားတယ်ဒုနေရဲ့တော့နေရမာလာချိထားတဲ့ပြောင်ကောင်းရိုးကိုဖြုတ်ပြီးခုခံတယ်လေဗွန်တက်ခဲ့ပုံကိုခိုင်းစလာကရက်ကလေးတစ်မျက်မျှနဲ့သဘောကျပြီးကြည့်နေတယ်ပလင်းနဲ့လာရဲ့တော့အနာကဒူယိုးကောင်းနဲ့ကခွဲတယ်နောက်ဆုံးအဲ့ဒီလူရဲ့လေဗင်ကိုပလင်းကွက်နဲ့စောင့်ချပဲလို့မှခိုင်းစလာကရပြီတောတင်ပြီလို့ဝင်တားလိုက်တယ်လေဗွန်လက်ကဘလုတ်ကျန်းသမားလက်ဆိုတာသိသွားတယ်နှစ်ဦးစလုံးစစ်ပြန်တွေ့ကြည့်ပဲခိုင်းစလာကတော့လေကြီးတက်ကဒီတော့မှလုတ်ကိစ္စဆွေးနွေးခွင့်ရတယ်နောက်ဆုံးစစ်ပန်ဝက်ကို9000နဲ့ဈေးတက်သွားတယ် နောက်နေ့ခုနှစ်လိုက်မှာဗင်နီယာကပန်ခိတ်ဆိုင်ကိုလာခဲ့ပစ္စည်းဖိမဲ့တဲ့ပြောတဲ့အတိုင်းသွားလိုက်တဲ့အခါဂျန်နီကိုဖမ်းသွားတယ်မတ်နဲ့ဂျူရိုကကျူပြီးစောင့်နေတယ်ဂျူကစပွဲအောက်ကနေမတိမတာစနက်နဲ့ချိန်ထားတယ်ဝေချိတဲ့အခါပစ္စည်းမပေးတဲ့ပဲဖုန်းတစ်လုံးကိုသာဖြန့်ပစ်ပေးလိုက်တယ်ကားရဲ့ပြဲအောင်မှအဲ့ဒီဖုန်းကမီးလာတယ်ပစ္စည်းကမဲထိုင်ကုန်အောင်မှာဒီနံပါတ်ကိုမှတ်ဖို့မတင်ထားဘူးနောက်ဆိုရင်ဒီဖုန်းနဲ့ဆက်သွယ်လို့ရတယ်လို့ပြောသွားတယ်လက်ဖုန်းနဲ့တရားငယ်တစ်စင်းကိုရောက်တော့ဆေးတွေကိုရည်တယ်ပစ်ချ ဖျက်ဆီးလိုက်ပါတယ်။ညာဂျူးနဲ့မိုက်ကဂျန်နီကိုဝယ်လက်စီအထူးစင်းနှုံးနဲ့ခီးဆောင်တဲ့ထည့်ပြီးပွားပို့ကြတယ်။အဲ့ဒီလူကဒီဘီရဲ့လူတွေလားဆိုပြီးငွေပြည့်ပေးထားတဲ့ဒါချီကစ်ကိုလက်ဆောင်ပေးတယ်။ဘာလို့ဒီကောင်မလေးကိုမှလူရှင်းတာလဲဆိုတော့ငါဖေအိမ်တဲကပကြီးကားနဲ့တူလို့တဲ့အသက်ကြီးကြီးနာဘူးကောင်ကဂျန်နီရှိတဲ့နောက်ခန်းတွေကိုဝင်သွားတယ်။ခဏကြာတော့ငေသာပေါင်းအော်ပြီးပြန်ပြေးထွက်လာတယ်။ဘာတချံလဲစုပ်ပြက်အောင်အခက်ခံထားလိုက်ရတယ်။သူကအိပ်ပျော့နေရမှာကွာ။ပြန်ခေါ်သွားကြလို့စိတ်ဆူးဆူးနဲ့အော်ပြောပါတယ်။ တဖက်မှာလည်း level ကို guys တက်လာဖုန်းခေါ်ပြီးဒီလက်ကိုလုပ်ရင်သူ့ထက်အရေးကြီးတဲ့လူတယောက်နဲ့တွေ့ရမယ်မနှက်ပြန်ဝေရယူလာ style ကြကြောက်ဝစ်လာလို့လဲတတိပေးတယ်နောက်နေမှာပြောတဲ့အတိုင်းသွားလိုက်တော့ guys တက်နောက်ခွဲကပန်းရှင်းအစ်စ်ဒီမီနဲ့တွေ့ရပါတယ်ဒီမီဆိုတာရေခုကန်နဲ့သူကန်ချတဲ့သူရဲ့တားပါဂျန်နီကိုလှူစားဖို့ကြံတဲ့သူ သူ့ဖေးလို့ရင်ရှင်းမရှိလို့ရရှာခိုင်းနေမဝင်နိုင်ခဲ့ငွေပေးပြီးတာတော့မှဂျီမီကလက်ဖုံးရကားလိုင်းစင်ကူပါစစ်ဆေးခြင်းနေသေးတယ်နည်းနည်းတင်းမာလာတော့ဂိုင်းစလာကဝင်ပြီးဖြောင်းပြရတယ်စစ်မှန်တော့မှနှစ်ဖက်လက်ဆွဲနှုတ်ဆက်ဖြစ်သွားတယ်လေဘုံကတော့အိမ်ပြန်ရောက်တာနဲ့သူဝယ်လာတဲ့ပစ္စည်းတွေကိုအကုန်လုံးဖြတ်စည်းပစ်လိုက်တယ်အဲ့ဒီနောက်ဂျီနီမပြောင်းစုံငင်ကရှယ်ကူးထားတဲ့ဓာတ်ပုံတွေထဲမှာပဲနုံစရှာတော့ဘာပိုင်ရှင်သိသွားတဲ့ဂျူနီနဲ့နောက်ထပ်ပြစ်မှတ်တစ်ခုဟာတွေ့လိုက်ရတယ်သူကတော့မိုက်ပါညဘက်ဒီမီဘာကိုထပ်သွားပြီးကင်မရာ ားနဲ့ချောင်းမယ်လို့ Juice ကသူ့ကိုအရင်တွေ့သွားလို့လူမိုက်တွေကို plan ခေါ်လိုက်တယ်။လူအန်ဒီရဲ့ရှိပြီဆိုတာသိရတဲ့ Levon ကမော်တော်ဆိုင်ကယ်တစ်စီးကိုလှုပ်ပြီးထွက်ပြေးပေမဲ့နောက်ကနေကားနဲ့လိုက်ပြီးကြည်စံဖို့ရွာလာခံလိုက်ရတယ်။လမ်းကျင်းနဲ့ကျဉ်းကျဉ်းနဲ့မောင်းနေရှောင်ပြေးပေမဲ့ကားတစ်စီးကလမ်းကြောင်းရှိကလေအပက်သူကလည်းအလှဲ့ ရဲကလက်စီနဲ့တိုက်မိပြီးသူလွင့်သွားတယ်။ဒေသခံရဲကလက်ထိုးထားတဲ့ကောင်းတွေဆိုတော့ရဲမေကသူ့ကိုတနတ်တင်နဲ့မေ့သွားအောင်စောင့်ချတာခံလိုက်ရပါတယ်။သူသတိပြန်လဲလာချိန်နေတပုတ်ကိုဆွဲချုပ်ပေးလိုက်တော့ကားတစီတဲ့လက်တွေကျုပ်တုပ်ခံထားရတယ်။သူ့နားမှာဦးကြောင်သားနှကောင်ကိုတွေ့ရတယ်။ဒီမီနဲ့ဘာလို့ချင်တာလဲ။မိရေကန်နဲ့ကိုကန်ချလိုက်တဲ့ကောင်ကငါတို့ဦးလေးကွာ။လေဗုံကသူ့ချောက်ကိုပါကျုပ်တုပ်တော့စောင့်ကန်ပြစ်လိုက်တယ်။တနတ်ကူပါသုံးလာတော့လေဗုံကသူ့ကိုမထီအောင်မနေကျုံစရာခါရှီကန်းကိုကြီးစက်မှန်သွားတယ်။ရင် ောင်းကကြောက်ကန်ကန်ပြီးလီဗာကိုဖိနှင်းလိုက်ကားထဲမှာပို့ပြီးပြောင်းဆန်ကုန်လေနောက်တစ်ချက်ဂျီဆန်ထွက်သွားတဲ့အချိန်မှာရင်မောင်းကိုထိပြီးကားကဒလင့်ခေါင်ကွေးလိမ့်ကညီကမ်းပပေါ်မေးတင်သွားတယ်လေဗွန်နဲ့တနက်လက်ထဲရောက်တာနဲ့ဦးကြောင်သားနှကောင်ကိုဖိချကားထဲကနေထွက်ကားကိုမြစ်ထဲကန်ချလိုက်ပါတယ်ရင်ခွဲယုံမှာဘီဂျဲကြီးကဦးကြောင်သားနှကောင်ကိုလာကြည့်တယ်တယောက်ချင်းအနမ်းနဲ့နှုတ်ဆက်တယ်ဒါသူ့ရဲ့ကားရင်းတွေပါဒါကြောင့်လီဗွန်ကိုပို့ပြီးအညှိုးထားလိုက်ပါတယ်ကလမဒီမီရဲ့နာဂျူးစ်နဲ့မိုက်တို့ ကတ်ထိုင်နေရတယ်။ခုနှစ်က BNB ဝယ်လက်နှာဘူးကောင်ရဲ့မျက်နှာတစ်ဝက်လောက်အကန့်ခံလိုက်ရလို့36ချက်လောက်ချုပ်လိုက်ရတယ်။သူဒေါ်လာ2သိန်းယော်လိုက်ရတယ်တဲ့။ဒီမီဒေါ်လာထွက်သွားပြီးဂျူးစဲလက်ချောင်းလေးကိုခက်ချမယ်လို့တယ်။အလုတ်ဆိုတာဘာလဲလို့လည်းမေးတယ်။ခရစ်ကြည့်ဖို့ပါလို့မက်ကဖြေးလိုက်တော့မှန်သွားလို့လက်ကိုမဖြတ်တော့ဘူး။ အခုတော့ပါဖက်ခံရတဲ့ဖောက်တွေကဂျန်နီကိုတတ်ဖေးဖို့ကမ်းမစုံနေပြီ။ဒါကြောင့်သွားတက်လိုက်လို့ဒေါ်နဲ့မောင်းနဲ့မောင်းထုတ်လိုက်ပါတယ်။ရီချက်ကြီးကိုသူ့ပိုင်စားရထားတဲ့နေမီမှာ Godfather လို့ခေါ်တယ်။နိုင်ငံတကာမှာရှိတဲ့ Russia Mafia ထိပ်သီးဆရာကြီးများအဖွဲ့ဘူးတော့ Brotherhood လို့ခေါ်တယ်။အခုသူတို့တွေစီဝေးထိုင်နေကြတယ်။ Godfather ကငါတို့စေတန်နဲ့တွေ့နေရပြီ။စေတန်ကစစ်သည်နဲ့ကိုတတ်သွားပြီဆိုပြီး Level ရဲ့လှုပ်ရှားမှုပန်သမယကို Brotherhood ထံသရဝူးတင်လိုက်တယ်။ဒီမီကစပြီးဂျန်နီကိုဖမ်း။လူကုန်ကူရာကလည်းရှစ်လာ တဲ့ဇာတ်လမ်းဆိုတော့အဖွဲထဲကဆရာဆရာကြီးကဒီမိကိုရှာဖို့သူ့လက်ရွေးစင်ရက်ကိုထည့်ပေးလိုက်ပါပဲဒီမိကလပ်မှာဂေါ်ဖားကနဲ့အဲ့ဒီဂျေးစာနဲ့ဝင်လာပြီးတနက်နက်မှုလိုက်တော့လာပြော်ကြတဲ့ဧည့်သည်တွေအားလုံးအမိခုတ်သွားကြတယ်ဒီမိကရှမ်ပိတောင်မလားလို့ကြီးငါလိုက်တဲ့အခါရသီးစံပြီးပြီးပြစ်လဲသွားတယ်အဲ့ဒီကြမှာဂေါ်ဖားကမင်းဖေကရေကန်ထဲမှာတိတ်သွားပြီးငါဖန်နေကိုလည်းတွက်ခတ်လိုက်ရကြီးကဒီမိရဲ့မျက်နှာဇီးအုပ်ဖြစ်သွားတယ်ဇေဗန်ကစေဝေယောင်းသမဟန်ဆောင်ပြီးဒီမိကိုလက်ရင်တွဲဖို့ချီးကပ်နေတာလို့ပြောပြလိုက်တယ်အဲ့ဒီ ောင်ဟက်ကာစီကိုသွားပြီး level ရဲ့နှုတ်ချောင်းကိုအကုန်လိုက်ကြတော့သူတို့ခီးစစ်တွန်းကြအကုန်သိသွားပါတယ် level ရဲ့ရောက်ခမကြီးယောဂချင်းနေတော့ဆော့ဆော့ကကြေးစာနဲ့အောင်အိမ်ထဲကိုရောက်လာတယ်ဒီတော့တွင်ဆီယာမကသူ့သမီးကိုဒီနေ့ဘယ်သူမှလာမကြုပ်ဘူးလို့ plan အကြောင်းကြလို့ level ချောင်းကိုချက်ချင်းမဲ့လိုက်သွားလိုက်တယ်သမီးကဘာမှမဖြစ်ကားပေါ်ရောက်တော့သူ့ဖိုးကို message အဆောင်20လောက်ပို့လာအကြောင်းမပြန်ဘူးဟေးဘေးအဖိုးကိုမတက်ခဲ့ပါဘူးနော်တဲ့ပောက်တဲ့ကေဟာခလေးကစတာပါသမီးရဲ့ဖုန်းကလေရောက်ခမရဲ့ဒီနေရာကိုကြည့်လိုက်တော့မူလအိမ်မှာပဲဖြစ်နေတယ် ယ်။ကားကိုအရှိန်မြင့်မောင်းလိုက်တယ်။အိမ်ကမီးလောင်နေတယ်။လေဗွန်ကစုသမီးကိုအိမ်ထဲလိုက်မဝင်လာဘူး။တတိချာမာပြီးမိခိုးတွေကမင့်လဲနေတဲ့သူ့ရောက်ခပကြီးကိုဝင်ကယ်ထုတ်လိုက်တယ်။တတိပြင်လဲတာတော့အဖိုးကြီးကရုရှားမာဖီးယားခိုင်းလာလို့တတ်မိတယ်။ဝင်ခလိုက်တော့မင်းနောက်ဂျက်ဖတ်မှုတွေကတရှိ့လိုလိုက်နေတာဆိုပြီးကောမလို့လုပ်နေတော့ကလေးကအဖိုးကိုခုပဲအဖေကတယ်လာခဲ့လာနော်လို့ဂျားကလည်းတတိဝင်ပေးလိုက်တယ်။ရောက်ခမကိုစေးုံမှာနေခိုင်းလိုက်တယ်။သူ့သမီးကိုတော့ဘေးကင်းတဲ့နေရာကိုခေါ်သွားမယ်လို့ညှိလိုက်ပြီးဘော့ရဲ့အင်က ကိုခေါ်သွားလိုက်တယ်။လူချင်းတွေ့တော့ Levon ကသူဖြစ်စဉ်ကိုတိုက်မင်းတယ်။ဘော့ကသူစူဆုံးထားတဲ့ Jenna တွေကိုထုတ်ပြပါတော့တယ်။ Levon လည်းအမတ်သားဖြတ်ထားတဲ့ M14 Rifle ကိုအဓိကရွေးချယ်လိုက်တယ်။ဒါကသူသုံးနေကြသူ့လက်ဆွဲတော်ပဲလေ။ဒီအချိန်မှာ June Knight တို့ကလည်း Jenny ကိုရှင်းပြဖို့ကားတစ်စီးနဲ့နေရာရှာနေတယ်။ Jenny ကဘဇက်ကလည်းဖျားဟုအချိန်ငင်တလေနေ။ June ကနားနီလာပြီးဒီမှာဘာဖျားမှမရှိဘူးလို့ကမက်နဲ့ချိန်လိုက်တော့တမက်ကိုစောင့်ကန်လိုက်တယ်။ Jenny ရဲ့ဖိုးကလေတက်ကနိုင်ငံကလေးက Jenny ကိုကူခံပညာတ ရှုပ်သင်ပေးထားတယ်။တက်ခန့်ရဲ့ကားကတပင်ကြီးနဲ့ဝင်တိုက်မိသွားတယ်။ကားတဲ့ကပထမထွက်ပြေးသူကဂျန်နီတောအုပ်ထဲကိုဇွတ်ထွက်ပြေးတယ်။လက်ကကျုပ်ကိုလည်းတိုင်ဆောင်နဲ့တိုက်ပြီးဖျက်လိုက်တယ်။အဲဒီနောက်တောထဲကိုဆက်ပြီးဆူပြေးတော့နောက်ဆုံးမှာရဲကတစ်စီးနဲ့တိုးသွားတယ်။ဖြစ်စဉ်တော့အဲ့ဒီရဲတွေကလက်စားထားတဲ့ရဲတွေဖြစ်နေလို့ကံဖန်းခံလိုက်ရပြီးရှေ့ဝဲအိမ်ကြီးတလုံးနာကရေအင်ငယ်တစ်ခုတည်းတွန်းချတာခံလိုက်ရတယ်။ဂျူးနဲ့မိုက်တို့ကဒီနေရာမှာပဲရှင်းတော့မယ်လို့ဆုံးခဲ့လိုက်ချိန်မှာအချိန်နေရုတ်တရက်ပြောင်းသွားတယ်။ပါအကက်ခံရတဲ့နှာဝ မှုပုံကဖုံးဆက်ပြီးဂျန်နီကိုအရှင်းလူချင်းတယ်လို့ကျွမ်းပြောလိုက်တယ်။တကန်းအောင်ပေးဦးမယ်တဲ့။ဒီအချိန်မှာဒီမီရှိတဲ့ကလထဲလေဗွန်ခိုးဝင်လာတယ်။တွေ့သည်များဆောင်တွေကိုတုံ့ပြန်ဖို့အချိန်မရနိုင်တော့လက်လက်ဆုံသွုံပြီးအလင်းများတိုက်ခိုက်တယ်။မကြခင်ဘားတစ်ခုလုံးအသက်ပြောက်ကုန်။ဒီမီကသူ့နားကမိမကိုတစားကလေးပြီးငွေကြိုက်တယ်လို့တောင်းလို့ပြောတယ်။ငွေကငါ့ဘာသာရှာနိုင်တယ်ဆိုပြီးဒီမီလက်ပွားကိုထုတ်ချစ်ပအောင် ပြစ်ချလိုက်တယ်။ဒီမီကနိုင်ငံကနေလက်ပြေးဖို့ကြံနေချိန်ဆိုတော့သူ့နားမှာငွေကအသင့်ရှိ ိတယ်။လေပုံကဇာကန်ဖြစ်ခဲ့တဲ့မိမကိုမွေတုပ်ကိုယူသွားဒီနေရာကလည်းခြေအဖြောက်ခေါင်းဟောင်းကောင်းဝယ်လှူစားလို့ပြောဆိုလိုက်ပါတယ်။ဂျန်နီဓာတ်ပုံကိုပြပြီးရှိနေနေရကိုလိုက်ဖို့ခိုင်းနေကားထဲခေါ်သွားရင်ကမက်ရဲ့ပုံကိုပါထပ်ပြလိုက်တော့မက်ကမိမတွေကိုကြွေးချက်ပြီးဟန်ခေါ်လာပေးရတယ်သူ။ဒါကြောင့်သူ့ကို HR manager လို့တော့ခေါ်တယ်လို့ရဲစရာလုပ်နေသေးတော့လေပုံကသူ့မင်နာကိုလက်သီးနဲ့ပတ်ထိုးလိုက်တယ်။အဲဒီနောက်ဂျီမီလမ်းညွန်တဲ့အတိုင်းသွားလိုက်တော့လက်နက်ကိုင်းအပေါက်ဆုံးနှစ်ယောက်ရှိတယ်။လျှို့ဝှက်ရင်ဒလုံးနာရောက်သွားတယ်။လေပုံကဂျန်နီထဲ မှာလားလို့ထပ်ခါထပ်ခါမေးတယ်။အာမခံတဲ့စုရုံးမှာဒီမိကိုကဘာလို့ဒီလိုလုပ်တာလဲလို့မေးတယ်။ဒါကဖုတ်တယ်တဲ့အတွက်သူလုံနေကြအထူးဝန်ဆောင်မှုတဲ့။မင်းမှသမီးရှိသလား။ဟမ်မရှိဘူး။ဒါဆိုရင်ရှိပြလဲမင်းနားလည်မှာမဟုတ်ဘူးဆိုပြီးရေကန်နဲ့ကိုကန်ချတနက်နဲ့နှစ်ချက်စနဲ့ကြိလိုက်ပါလေ။လက်ဝဲရင်ထဲမှာလောက်မစားဝဲနှောင်ရှိတယ်။လူကုံထန်တွေကြီးပြကစားနေကြတယ်။ဂျန်နာကဇန်တရားကိုတွေ့တော့တေးသွားလေးတပုတ်ဒီခတ်နေလိုက်တယ်။လေဗွန်က night vision ပါတဲ့တနက်နဲ့သူ့မင်းဘော်ကအဆောင်တွေကိုရှာပြီးအရင်ရှင်းပြလိုက်တယ်။အ ဖက်မှာဂိုင်းစတာကလည်းဒင်ဘီရဲ့ကလပ်တစ်ခုလုံးအမွေခံလိုက်ရတာကိုသတင်းရသွားလို့ခေါင်းကြည့်နေတယ်။သူကဒင်မီနဲ့ level ကိုမိတ်ဆက်ပေးခဲ့သူဆိုတော့ရုရှားတွေအမျက်တော်ပြေအောင်သူ့လူတွေကိုခေါ်ပြီး level ကိုရှင်းဖို့ထွက်လာနေကြပါတယ်။ဂျင်းနီကို Mike နဲ့ Jew ကအခန်းတစ်ခုထဲဆွတ်ခေါ်သွားပြီးထုတ်တမ်းမှာကြိုးချီထားလိုက်တယ်။ Jew ကကစားဝမ်းကပါကက်ခဲရတဲ့နှာဟုကောင်ကိုစိတ်ချရပြီဆိုပြီးလာခေါ်တယ်။တကယ်တော့နှာဟုကောင်ကအညိုးနဲ့ဂျင်းနီကိုညှင်းဆက်ဖို့ရည်ရွယ်ထားတာပါ။ လက်ဖုံးကပထမဦးဆုံးအချိန်အတန်ထွက်တဲ့နီးကိုတုံးတယ်လက်ပြပုံပြစ်သွင်းလိုက်တာပါအနီးကတက်ပွဲမှာသူ့လက်သုံးတော် unfolding ကလနဲ့တချက်ချင်းတိတိကျကျတစ်ခေါင်ချင်းခြွေတယ်ဒါပေမဲ့သူ့ကိုဘသူကမှတစ်ချက်မှပြန်ထိအောင်မဖြစ်နိုင်ကြတချိန်ထဲမှာဂိုင်းစားတွေနဲ့သူ့လူတွေလည်းရောက်လာကြတယ်အများနဲ့တယောက်ပေါ့ဒါပေမဲ့စစ်ပူစရာတော့မရှိပါဘူးအော်ဒီစကားကိုကိုပရိုဂျူဆာလည်းဖြစ်ဥပေါင်းဇနီးစရာလည်းဖြစ်သူကစီဗတ်စတာစတောလုံးမှာစတောလုံးကိုအဲလာရော်ကီပြင်ရမ်ဘိုစကားတွေနဲ့နာမည်ကြီးလာသူရမ်ဘိုတို့ကလည်းသူကိုယ် င်စစ်တဲ့ဒဇယ်လုံးနဲ့ချတာသူမသိတကယ်လို့မှောက်အဲ့ဒီ formula နဲ့ဆိုတော့ဒီစကားမှာလဲ level ဖြစ်အကုန်မှန်ကျန်တဲ့သူတွေဖြစ်ကြည်မတိုးပါ ဧည့်သည်တွေထပ်ပြေးကြတယ်လူပိုက်တွေကုံတလောက်ဖြစ်တော့ level ကြီးကုံသွားတယ်ဒီတော့ hollywood fighter ကားတွေရဲ့ formula တိုင်း guys ကလည်းလက်ချင်းချဖို့ဖြစ်လာပါတယ် level နှစ်ခါလောက်ထိနာပြီးတဲ့နောက်ဓာချင်းရှင်ဖို့ထပ်ဖြစ်လာတယ်နောက်ဆုံးတော့ guys ကြီးကတစ်ချိန်ကသူ့တပည့်ကိုမတက်ဖို့တားခဲ့တဲ့အကွက်တိုင်းသူ့ level ဓာဆက်ပြီးသေပွဲဝင်သွားပါတယ် level ကကြီးကက်ကိုအမြန်လဲလိုက်တယ် level လို့ offer ခေါ်တဲ့အတန်းကိုကြားလို့အဲ့ဒီခန်းကိုသွားတော့နှာဘူးကောင်ကိုအရင်တွေ့လို့ပြစ်ချလိုက်တာသူ့နောက်ဘက်ကကန်တဲကိုလွင့်ကျသွားတယ် တယ်။မိုက်က level ကိုတတိုင်းတိုင်းနဲ့ပြစ်တယ်။ကြည်ကုံသွားတော့မှ level ကပြန်ဝင်လာတော့ဂျန်နီကလည်းသူ့မျက်နှာရှိကပမက်ကင်ထားတဲ့ဂျူးလက်ကိုကိုက်ချလိုက်တယ်။ level လက်ချက်နဲ့မိုက်ချိနာသွားတယ်။ဂျန်နီကလည်းအခွင့်ရရတာနဲ့ဂျူးကိုကန့်လဲပြန်ထလာတော့ပေါင်နှချောင်းနဲ့သေးတဲ့အထိညစ်ထားလိုက်တယ်။ level ကဂျင်းဒီရဲ့တန်ကျိုးတွေကိုခက်ချပေးတယ်။အပြင်မှာတော့ Godfather နဲ့ခိုင်းပဲဂျေးစာနဲ့ရောရောက်လာပါပြီ။ဒီချိန်မှာလက်စားထားတဲ့ရဲကားရောက်လာလို့ခူကောင်တို့ကကိုယ့်ဘက်ကပဲမသိပဲမီးလောင်တဲ့အထိရဲကားကိုပြစ်ချလိုက်တယ်။သူတို့တယောက်နဲ့ level ပြင်းထန် န်ပြစ်ခတ်ကြတော့လေဘုံကကြီးကွယ်အားကနေတနက်ကြီးပြမြောက်ပြီး Bluetooth video file အားကိုလည်းပြစ်ချနိုင်လိုက်တယ်။နောက်တစ်ယောက်ကတော့ဘုံပြစ်သွင်းပြီးလက်စတုံးလိုက်ပါတယ်။အဲဒီနောက်ဆိုင်ကယ်တစ်စီးကိုယူပြီးဂျန်နီကိုကယ်သွားပါတော့တယ်။ ဘာသာဟုတ်ဖဲ့တာဆရာဆရာကြီးစီကိုကောဖာတာကဖုံးဆက်ပြီးအကျိုးအကြောင်းပြောတော့ဟိုဘက်ကစေတန်ကတူလူချင်တာရသွားပြီသူသွားလို့ရကွာပါစေတဲ့ကောဖာတာကငါတို့လောကကအတန်တိတ်ထွက်လို့မရဘူးဆိုတာနားလေဒါပေမဲ့သူ့ကြားတွေကိုတတ်သွားတယ်သူမို့အလို့မပေးနိုင်ဘူးတဲ့ဒီတော့ဘရာသာဟုတ်ကဒါဆိုရင်မင်းကိုငါတို့လာတတ်မယ်မင်းရဲ့အညိုတေးတွေထွက်ဘရာသာဟုတ်အဖွဲ့ဝင်တွေကိုဦးစားပေးရမယ်ဆိုပြီးဖုန်းချလိုက်ပါတယ်စက်သိမ်းမှာတော့ဂျန်နီသူ့မိဘတွေစီပြန်ရောက်ပြီးပျော်ရွှင်စွာစပောင်းသွားကြလေ သတိပေါ်ဒါပေမဲ့ brother ဥပဲကိုမလွန်ဆန်နိုင်လို့နေလိုက်ရတဲ့ godfather ရဲ့မျက်နှာကိုဒိုရာထက်စကတ်နည်းနည်းပိုပြခဲ့တာကြောင့်ဝေဖန်သူတွေကနောက်နောက်ထပ်စကားဆက်ရှိနိုင်သေးတယ်လို့သုံးသပ်ထားကြပါတယ် full of cool အပိနေကြသူတွေရောဘလို့ထင်ပါသလဲကြည့်ရှုနားဆင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်